ဓိကကတော့လုံခြုံရေးပေါ့လုံခြုံရေးဆိုရွက်ကောက်ဝဲကတော့ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်အောင်လှုပ်သွားလိမ့်မယ်လှုပ်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အခုတကယ်ကိုအဲဆိုရင်စားအရာဆုံးအချက်ကလည်းဒါလုံခြုံရေးလုံခြုံရေးဆိုတဲ့အနေအမှာပြည်သူလူထုပေါ့နော်မဲဆန္ဒရှင်ပြည်သူလူထုရဲ့လုံခြုံရေးတကယ်ကိုလုံခြုံမှုရှိတယ်သူမဲလာပေးတဲ့အချိန်မှာသူအသက်အန္တရာယ်ဘာမှမဖြစ်တော့ဘူးလို့ယုံကြည်မှပဲလူထုကမဲလာပေးမှာပေါ့ ဲ့ဒီအတွက်ကလွန်တော်ရင်းကိုစီမံဆောင်ရွက်ထားပါတယ်ဆိုတော့ဟိုလူတို့ယုံကြည်စိတ်ချတဲ့အနေအထားမျိုးရအောင်အာစီလဲစီမံထားရမယ်လူတို့ကိုသိအောင်လည်းပြောပေးရမှာပေါ့နော်ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့လုံခြုံရေးကြပြန်တော့ကအခုအခုဒီ PR ဆိုလို့ရှိရင်တော့ PR သမားကတော့ close list ဆိုတဲ့ခါကျတော့သူတို့ကတော့နာမည်မပါတော့ဒါဒါကိုပြောမှသိမှာမဟုတ်လေကိုမပြောမှမသိဘူးဆိုတော့အခုကကြားနေရတာတော့ဒီပြည်သူ့လွတ်တော်က FATB နဲ့ ွားမယ်ဆိုတဲ့အခါကျတော့ဒီမှာတော့လူပုဂ္ဂိုလ်ပါလာမှာပေါ့သို့ပေမဲ့လည်းကျွန်တော်တို့ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့လုံခြုံရေးကြတော့တယောက်ချင်းစီတွေကိုလိုက်ပြီးတော့မှလှုပ်ပေးဖို့ကတော့လွယ်တော့မလွယ်တော့ဘူးတဲ့တင်းကကပီအာနဲ့လှုပ်လို့ရှင်လှုပ်လို့တော့ရတယ်ဒါပေမဲ့တစ်ခုရှိတယ်ကျွန်တော်တို့ကဒီအဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာသူကမြို့နယ်ကိုအခြေခံရွေးတော်၎င်းဆိုပြီးတော့ပါတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ကပီအာစနစ်နဲ့လှုပ်လိုက်တယ်ဆိုလို့ရှင်သူမှပြဿနာတစ်ခုပေါ်လာတာဗာလဲဆိုတော့ ဘယ်သူကဘယ်မျိုးနယ်ကိုကိုစားပြုတယ်ဆိုတဲ့ဟာနည်းနည်းပြောင်းတာပေါ့လားအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကတော့စဉ်းစားထားတဲ့ဟာပေါ့လေကျွန်တော်ရှိမှရည်လက်ခဏခဏပြောပါဘူးဒီ PR စနစ်နဲ့လုံမယ်လုံလို့ရတယ်ဘယ်သူဘယ်မျိုးနယ်ဆိုတဲ့ဟာကိုကတော့ကျွန်တော်တို့ကထားမှာတော့10မျိုးနယ်ကို constituency တခုတမန်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာဟောပေါ့နော်လူကြီးအများဆုံးမျိုးကိုတက်ထားမယ်ဒုတိယအများဆုံးနဲ့ထားမယ်အဲ့လိုနဲ့တက်ကနေ30ထိထားလိုက်မယ်ကျွန်တော်တို့ဒီဘက်မှာရွေးကောက်ခံတဲ့ကိုယ်စားလှယ်တွေရှိမယ် ရွေးကောက်ခံတဲ့ကိုယ်စားလှယ်တွေထဲမှာကျွန်တော်တို့ပါတီပေါ့နော်ပါတီတွေဟိုဟိုဖြစ်မယ်ဆိုတဲ့ခါကျတော့အဲ့ထဲကနေမှဥမာ3 3ယောက်ရတယ်ပေါ့3ယောက်ရတယ်မဲအများဆုံးရတဲ့ပါတီအဲအဲ့ပါတီက1နဲ့3ပေါ့သူပေးထားတဲ့အစင်လိုက်အတိုင်းကိုကျွန်တော်တို့ဒီဘက်မှာမဲအများဆုံးအော်လူရဲ့အများဆုံးဟိုဟိုလုံမဲဆိုတော့ဒါဥပဒေတစ်ခုပဲပြဋ္ဌာန်းလိုက်ရင်ဒါဥပဒေကလူလုတာပဲလေအဲ့လိုညင်ညွန့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လဲကိုက်ညီအောင်ဒီဘက်ကကျွန်တော်တို့ အာရွေးကောက်ပွဲဟိုဟာနဲ့ဥပဒေရလဲကိုက်ညီအောင်အဲ့လိုလေး alignment ချိန်ပြီးတော့မှဥပဒေရေးဆွဲလိုက်ရင်တော့ဖြစ်သွားမှာပေါ့ဒါကနည်းနည်းဝေးနေသေးလို့ပါအာဝေးနေသေးတဲ့အတွက်ကြောင့်မလို့လူတုအနေနဲ့ကလည်းဟိုပြောရမယ်ဆိုလို့ရှိရင်တေးတေးချာချာလူတို့ကိုစီယုံပြီးတော့မှကျွန်တော်တို့ရွေးကောက်ပွဲပြီးသွားတဲ့အခါကျလို့ရှိရင်ရွေးကောက်ပွဲမှာဟလာဘယ်လိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကနိုင်ငံရဲ့မပါလို့မယ်ဆိုတဲ့ဟာဒါပါတီတွေကလည်းဂရိစကားတွေပေးရမှာပေါ့ တကယ်ကို လူတို့ရဲ့အာရင်းနေရောက်အောင် ပြောနိုင်တဲ့ပါတီတွေပေါ်လာများလာပြီဆိုလို့ရှိရင်တော့လူတို့စိတ်ဝင်စားမှာပဲဆိုတော့ရွေးကောက်ပွဲဒါဒီရက်ပိုင်းဒီတိတ်ဒီတရနေ့ရပေါ့နော်ဒီလိုအချိန်မျိုးလေးအတွင်းမှာလူတို့ရဲ့စိတ်ကဒါအပြောင်းလဲဖြစ်သွားနိုင်တာပဲဒီအပေါ်မှာကျွန်တော်တို့နိုင်ငံရေးပါတီတွေကလည်းအများကြီးတာဝန်ရှိတယ်ကျွန်တော်တို့ဟိုတကယ်ကိုဘလို့ဒီလက်ရှိလက်ရှိဖြစ်ပေါ်နေတဲ့အကြက်တဲကာလကြီးကိုကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့ပြောင်းပေးနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းသိချပြောရမှာပေါ့နော်အဲ့လိုမှပဲလူတူကစိတ်ဝင်စားမှုညှင်းတက်လာမှာပေါ့အထူးကတော့ဒီအချိန်လေးကြီးအကုန်လုံးခံစားနေရတာဟိုထိတ်ဆုံးကနေဟိုအောက်ဆုံးကနော်ဟိုတထေးတထေးရောတကယ်ဟိုအောတီတီအလွန်အတီတီကချက်တဲနေတာဒီလက်ရှိတိုင်းမှာဆိုတော့ဒီအချိန်လေးကြီးကနေပြောင်းလဲဖို့ကကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ဟုတ်လားလွယ်လွယ်ကူကူနဲ့ငြင်းငြင်းကြမ်းကြမ်းနဲ့ပြောင်းလဲနိုင်တဲ့ နေရာဒီတစ်ခုပဲရှိတယ်ယူကောက်ပွဲပဲရှိတယ်ဒီအတွက်ကြောင့်မို့ကအာဒီချိန်နေကြီးကိုပြောင်းကြမလားယူကောက်ပွဲကိုမထက်ဖို့စိတ်ဝင်စားပြီးပါဘူး